မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Live Fan Talk Channel မှာကြိုဆိုပါရစေဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းနဲ့အကြောင်းအရာတစ်ခုကတော့မွေးရပါလူခွင့်ရင်းနဲ့ပတ်သက်တဲ့တွေးခေါ်တွေကိုမျိုးစေ့ချပေးခဲ့သူအင်္ဂလန်နိုင်ငံသားတွေးခေါ်ပညာရှင် John Locke ရဲ့အကြောင်းကိုကျွန်တော်မျှဝေပေးခြင်းပါတယ် ဒီတော့ဂျွန်လော့ကဲနောက်ခံသမိုင်းနဲ့အတွေးခေါ်တွေကဘယ်လိုရှိသလဲသူ့ရဲ့အတွေးခေါ်တွေကသူ့အဖွဲ့အစည်းနဲ့နိုင်ငံရေးအတွေးခေါ်တွေပေါ်မှာဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိခဲ့သလဲဒါကိုကျွန်တော်တို့အတူတူကြည့်အောင်ပါဒီတော့ဂျွန်လော့လို့ခေါ်တဲ့ Scottish လူမျိုးအင်္ဂလန်နိုင်ငံသားအတွေးခေါ်ပညာရှင်အာ1632ခုနှစ်နဲ့1904ခုနှစ်ကြားမှာတက်ရှင်နေထိုင်ခဲ့သူဖြစ်ပါတယ်သူဟာတွေးခေါ်ဒပနီကာပီရာပညာရပ်နဲ့ဆေးပညာရပ်ကိုလေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်သူ့ကိုအကြီးအကဲအဖြစ် Liberal War ရဲ့ဖခင်အဖြစ်အမိုင် င်းကအတိမတ်ပြုခဲ့ကြပါတယ်။သူဟာအင်္ဂလန်နိုင်ငံ Brentham လို့ခေါ်တဲ့ကြီးရွာလေးမှာမွေးဖွားခဲ့ပြီးတော့ Oxford တက္ကသိုလ်မှာပညာစီးပူးခဲ့သူဖြစ်ပါတယ်။သူဟာတက္ကသိုလ်နဲ့သူ့ရဲ့ပညာစီးပူးမှုကာလမှာဈေးပညာကိုလေ့လာခဲ့ပေမဲ့လည်းသူ့ရဲ့အကြီးကစိတ်ပေါဝင်စားမှုကတော့တက္ကနီကပေးတဲ့ပညာရဲ့တွေးခေါ်နိုင်ငံရေးနဲ့လူသားအခြေပြုသိပညာရဲ့ဒီပေါ်မှာ ပို့ပြီးတော့အကောင်းခဲ့ပါတယ်။ဒါကြောင့်မလို့သူကအဲ့ဒီဘက်ချမ်းတွေကိုပို့ပြီးတော့လေ့လာခဲ့ပြီးတော့ခေတ်သစ်ဒီမိုကရေစီရဲ့အတွေးခေါ်ပိုင်းတွေကိုမျိုးစစ်ချပေးနိုင်ခဲ့တဲ့အုံသွင်းခဲ့တဲ့အပိုင်းမှာအဓိကခံခံရမှာပါဝင်တဲ့သူတူဖြစ်အပိုင်းမှာရပ်တည်နိုင်ခဲ့ပါတယ်။အထူးသဖြင့်တော့သူကအမေရိကန်နဲ့ပြင်သစ်တော်လှန်ရေးတွေးခေါ်နဲ့လှုပ်ရှားမှုတွေမှာအဓိကသူ့ရဲ့အတွေးခေါ်တွေကလွှမ်းမိုးနိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့အဓိကသူ့ရဲ့ဒီရေးသားခဲ့တဲ့စာပေလက်ရာတွေကိုကြည့်လိုက်ရင်နှစ်ပိုင်းရှိပါတယ်။တစ်ပိုင်းကတော့1689 1949မှာရေးသားခဲ့တဲ့ Two Treaties of Government လို့ခေါ်တဲ့လက်ရာတစ်ခုနဲ့နောက်တစ်ခုကတော့ Human Understanding လို့ခေါ်တဲ့1689ခုနှစ်မှာရေးသားခဲ့တဲ့ essay ဖြစ်ပါတယ်။ဒီတော့ John Locke ရဲ့သင်ရှားတဲ့အတွေ့အခေါ်နဲ့အဓိကကျတဲ့ idea တွေကဘာတွေရှိသလဲ။အဲ့တော့ John Locke ရဲ့သင်ရှားတဲ့အတွေ့အခေါ်ပတ်တူကိုပြန်ကြည့်လိုက်မယ်ဆိုရင်ပထမဆုံးသင်ရှားတဲ့သူ့ရဲ့လက်ရာတစ်ခုကတော့ Natural Rights and Social Contract ဖြစ်ပါတယ်။မို့ရပါလူခွင့်ရေးနဲ့လူမှုရေးအရ အစိုးရရဲ့အတိုင်းသူပြည်သားတွေပေါ်မှာလူထုပေါ်မှာတာဝန်ရှိမှုဖြစ်ပါတယ်ဂျွန်လော့ဟာသူတို့ပြင်လူသားတိုင်းဟာမွေးရာပါလူခွင့်ရေးရှိရဲ့မွေးဖွားလာကြတဲ့သူတို့မှာလူခွင့်ရေးဒီဒါပိုင်ဆိုင်ပြီးသားဖြစ်တယ်လို့ယုံကြည်မှုဖြစ်ပါတယ် သူပြင်လွတ်လပ်စွာအသက်ရှင်ချက်တည်ခွင့်လူတူချင်းစီရဲ့လွတ်လပ်ခွင့်နဲ့လွတ်လပ်စွာပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တို့ဟာဒါမွေးရပါခွင့်ရည်တွေဖြစ်တယ်လို့ဂျွန်လော့ကရှုမြင်ခဲ့ပါတယ်။နောက်တစ်ချက်ကတော့ဆိုရတီရဲ့အနေနဲ့ social contract သဘောတရားအရကိုတိုင်းသူပြည်သားတွေလူလူတွေအပေါ်မှာရှေ့မှာကျွန်တော်ပြောခဲ့တဲ့ life liberty and property လို့ခေါ်တဲ့မွေးရပါလူခွင့်ရည်တွေကိုကာကွယ်ပေးဖို့လိုတဲ့ဒါတွေကိုတစ်လူရှုလို့မရဘူး။ဆိုရတီရဲ့အနေနဲ့တိုင်းသူပြည်သားတွေလူလူတွေအပေါ်မှာလူလူရဲ့လွတ်လပ်ခွင့်အသက်ရှင်ချက်တည်ခွင့်ပစ္စည်းဥစ္စာပိုင် င်ဆိုင်ခွင့်အစရှိတဲ့မွေးရပါအခွင့်အရေးတွေကိုကာကွယ်ပေးဖို့လိုတယ်မကာကွယ်ပေးနိုင်ဘူးဒါကိုလစ်လူရှုတယ်ဆိုရင်ဒီအစိုးရကိုတိုင်းသူပြည်သားတွေလူလူတွေအနေနဲ့ဖယ်ရှားပြစ်လို့ရတယ်အစိုးရအတိတ်ရက်ထူထောင်ဝင့်ရှိတယ်ဆိုတဲ့ရှုမြင်ချက်ကိုလည်းသူကရေးသားခဲ့သူဖြစ်ပါတယ်ဒီတော့သူ့ရဲ့ idea သူ့ရဲ့အတွေးခေါ်ရှုမြင်ချက်တွေကအမေရိကန်နိုင်ငံရဲ့ Declaration of Independence လို့ခေါ်တဲ့လွတ်လပ်ရေးကြေညာစာရမ်းနဲ့ခေတ်သစ်ဒီမိုကရေစီနဲ့စာရင်းမှာအကျိုးလွှမ်းမိုးခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ဂျွန်လော့ကအတူထင်ရှားတဲ့တွေးခေါ် theory ီပိုင်းတွေမှာနှစ်ချက်ထပ်ပြီးတော့ကျွန်တော်တို့တွေ့ရပါတယ်တစ်ချက်ကတော့လူတယောက်ရဲ့အသိပညာ knowledge နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်လူတွေကအသိပညာ knowledge ပိုင်းဒီတွေ့ကြုံပေါ်မှာမူတည်ပြီးမြေဖြားခံပြီးပေါ်ပေါက်လာတယ်ဒါဟာမွေးရပါအယူဆမွေးရပါပါရမီဗီဇမဟုတ်ဘူးဒီတော့သူ့ရဲ့အတွေ့အခေါ်ချင့်ခတ်မှုပုံစံကလည်း moral psychology ကိတ္တစိတ်ပညာပညာရေးနဲ့ပိတ်ပတ်နိကျတွေးခေါ်ပိုင်းတွေမှာအထူးလွှမ်းမိုးခဲ့တာကိုတွေ့ရပါတယ်နောက်ဒုတိယတစ်ချက်ကတော့ဘာသာရေးနဲ့အုပ်ချုပ်ရေးပိုင်းကွဲပြားဖို့ဖြစ်ပါတယ်သူကအထူးသဖြင့် ဲ့ဘာသာရေးပိုင်းမှာ religious freedom လို့ခေါ်တဲ့လွတ်လပ်စွာကိုယ်ပွဲကွင်းတဲ့ယုံကြည်မှုတစ်ခုကိုအတင်းအဓမ္မဖိအားပေးပြီးတော့ယုံကြည်ခိုင်းတဲ့ဓလိကိုသူကဆန့်ကျင်ခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ဘာသာရေးလွတ်လပ်ခွင့်ကိုသူကမြင့်တင်ခဲ့တယ်။သူ့ရဲ့အတွေးခေါ်တွေ idea တွေကနောက်ဥရောပလူ့ဖွဲ့စည်းကိုထူးထွန်းမှုခဲ့ပါတယ်။အထူးသဖြင့် secular foundation လို့ခေါ်တဲ့အုပ်ချုပ်ရေးပိုင်းဒီဘာသာရေးအတွေးခေါ်တွေနဲ့ရောထွေးခြင်းမရှိဘဲနဲ့လောကီအခြေပြုပုံစံနဲ့တည်ထောင်သွားတဲ့နယ်ဆိုတဲ့အယူဆကို highlight လုပ်ခဲ့သူဖြစ်ပါတယ်။နောက်သူ့ရဲ့ထင်ရှားတဲ့နောက်ထပ်အတွေးခေါ် တစ်ခုကတော့ government ဘိုင်းတဲ့ people ဆိုတဲ့အယူဆဖြစ်ပါတယ်ဒူဒူအခြေပြုစီမံအုပ်ချုပ်မှုလေဒူဒူအခြေပြုချုပ်ချာအာဏာဆိုတဲ့အတွေးခေါ်ဖြစ်ပါတယ်ဒီတော့သူ့ရဲ့အတွေးခေါ်ပိုင်းကဒီဘိုင်းကအထူးချင်ရှားတဲ့အခြေခံအပိုင်းတစ်ပိုင်းနောက်အနာဂတ်မှာကျွန်တော်တို့ဖြစ်လာတယ်ဆိုတော့တွေ့ရပါတယ်အထူးသဖြင့်ဝစီအုပ်ချုပ်ပုံနဲ့ဒီစီမင်းကံဘရင်စနစ်ကသူ့ရဲ့အတွေးခေါ်တွေနဲ့များစွာချိတ်ဆက်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်အထူးသဖြင့်အုပ်ချုပ်ရေးတစ်ခုကိုပေါ်ဆောင်တဲ့အခါမှာ consent of the government ကိုခေါ်တဲ့လူတို့ရဲ့သဘောတူညီချက်လူတို့ရဲ့ရွေးချယ်မှုဒီပေါ် ော်မှာအခြေခံပြီးတော့ဝစီအုပ်ချုပ်ပုံကိုအခြေခံတဲ့ဆူရအုပ်ချုပ်ရေးပုံစံဖြစ်တဲ့လေဆိုတာကိုသူကကြံပေးခဲ့သူဖြစ်ပါတယ်။ဒါအပြင် absolute monarchy လို့ခေါ်တဲ့တဝူးဆန်ပိုင်းဘီရင်စနစ်ကိုဆန့်ကျင်ခဲ့ပြီးတော့ဥပဒေနဲ့ညီညွတ်တဲ့စည်းမျဉ်းကံဘီရင်စနစ်နောက်တစ်ခုကတော့အုပ်ချုပ်ရေးအာဏာကဥရေပြူရေးအာဏာရဲ့အချင်းညီအောင်ရှိတဲ့လေဆိုတဲ့အယူဆကိုလည်းသူကမြင့်တင်ခဲ့သူဖြစ်ပါတယ်။ ရော့သူ့ရဲ့အတွေးခေါ်ရဥပဒေပြုရေးအာဏာကအုတ်ချွေရေးအာဏာရဲ့အပေါ်မှာရှိရမယ်ဆိုတဲ့ရှုထောင့်ကိုသူဟာပုံဖော်ခဲ့သူဖြစ်ပါတယ်ဒီတော့ဂျွန်လော့ခ်ရဲ့အတွေးခေါ်နဲ့ idea တွေကအနာဂတ်နိုင်ငံရေးနဲ့ပြည်ပြောင်းပြောင်းလဲရေးတော်လှန်ရေးမျိုးဆက်တွေပေါ်မှာဘလို့တက်ရောက်မှုတွေရှိခဲ့တယ်လဲဒါကတော့သိကြပါတယ်ဂျွန်လော့ခ်ရဲ့အတွေးခေါ်နဲ့ idea တွေကနောက်အနာဂတ်မှာကမ္ဘာကြီးရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေတော်လှန်ရေးတွေဒီမိုကရေစီဆိုင်ရာလူ့ခွင့်စည်းရေးအတွေးခေါ်ဖွံ့ဖြိုးမှုတွေမှာအများကြီးလွှမ်းမိုးမှုရှိခဲ့တယ်ခြေပိုင်းမှာကျွန်တော်တို့ချိခဲ့တဲ့သူ့ရဲ့ idea တွေဖြစ်တဲ့ ဲ့မွေးရပါလူကွန်ရေး natural right social control လို့ခေါ်တဲ့လူမှုရေးတာဝန်ရှိမှုလူမှုရေး brain နဲ့အစိုးရတရက်ကတာဝန်ယူရမယ့်အတိုင်းတာ limited government လို့ခေါ်တဲ့ပစီအုပ်ချုပ်ပုံအခြေခံဥပဒေစီမင်းပေါ်မှာမူတည်ပြီးတော့ဥပဒေနဲ့အညီအုပ်ချုပ်ရမယ့်အစိုးရစရှိတဲ့သူ့ရဲ့အတွေးခေါ်ရရနာကက်ကာလယူရိုဥရောပနဲ့အမေရိကရဲ့နိုင်ငံရေးအပြောင်းအလဲတွေပေါ်မှာအများကြီးပြောက်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်